ဆွေဒင်ဖိုက်တာကိုအနံ့ယူကမြန်မာပြည်သက်တွေကိုပျော်ရွှင်စေပြီးကမ္ဘာချန်ပီယံအဖြစ်ခမ်းနားစွာအနားယူသွားတဲ့အွန်လိုင်းအင်ဆန်ပြည်သက်များအားလုံးမင်္ဂလာပါရှင့်ကမ္ဘာချန်ပီယံတယောက်ရဲ့နှုတ်ဆက်ပွဲဆိုတာဘယ်လိုမျိုးဖြစ်တယ်လဲ ကုန်ယူဝင်ကြွားမှုတွေနဲ့ပြည်သက်တွေရဲ့အားပေးတန်တွေကြားမှာအောင်ပွဲနဲ့အတူအဆုံးသတ်တဲ့ပွဲမျိုးဖြစ်တဲ့နယ်မဟုတ်လားအခုတော့ကျမတို့ရဲ့တဦးတဲတော်ကမ္ဘာချန်ပီယံအွန်လိုင်းအဆင်ကအဲ့ဒီမေကွန်းရဲ့အဖြေကိုသူ့ရဲ့နောက်ဆုံးပွဲစဉ်နဲ့အတူလက်တွေ့သက်သေပြသွားခဲ့ပါပြီဆွေဒင်ဖိုက်တာကိုအပြတ်အသတ်အနိုင်ယူပြီးတော့မြန်မာပြည်သက်တွေကိုပျော်ရွှင်မှုတွေပေးကောင်းချန်ပီယံတယောက်ရဲ့ဂုဏ်သိက္ခာအပြည့်နဲ့ ကျိုးဝိုင်းဘော်ကလည်းခန်းနောက်စွာအနားယူသွားခဲ့ပြီဖြစ်ပါတယ်။အောင်လရဆန်ရဲ့ဒီနောက်ဆုံးပွဲကသူ့ရဲ့ကစားသမားဘဝတစ်ခုလုံးရဲ့အနှစ်ချုပ်လို့ပြောလို့ရပါတယ်။သူဟာချန်ပီယံတယောက်ဖြစ်ခဲ့တယ်။ချန်ပီယံတယောက်လို့တိုက်ခိုက်ခဲ့တယ်။ပြီးတော့ချန်ပီယံတယောက်နေနဲ့ပဲအနားယူသွားခဲ့ရပါ။ဒီပွဲဟာသူ့အတွက်နောက်ဆုံးအခွင့်အရေးဖြစ်တယ်လို့သူ့ကိုချစ်တဲ့ပရိသတ်တွေကိုပျော်ရွှင်မှုတွေနောက်ဆုံးနေနဲ့ပေးအပ်ခြင်းနဲ့သူ့ရဲ့ဂရုတစ်ခုလည်းဖြစ်ပါတယ်။သူ့ရဲ့စွမ်းဆောင်ရည်ကချန်ပီယံတယောက်ရဲ့အရေးအသွေးကိုအပြည့်အဝဖော်ပြနေခဲ့တာပါ။ နာမည်ကြီးဆွေတင်ဖိုင်တာဆေဘတ်စတန်ကာတန်စတန်ကိုရင်ဆိုင်ရမှာအွန်လကအသက်40အရွယ်ဆိုတာကိုမေ့သွားလောက်အောင်အားမန့်ပြေးနေပါဘူး ဒုတိယအချိန်မှာပဲသူရဲ့အထင်ရှားလာပါတဲ့လက်သေးချက်တွေနဲ့အလဲထိုးနိုင်ယူလိုက်တဲ့မြင်ကွင်းကပရိသတ်တွေအတွက်တော့အကောင်းဆုံးသောခြေနက်မှုကိုပေးစွမ်းနိုင်ခဲ့ပြီးတော့သူရဲ့အနားယူခြင်းကိုပြည့်ပြည့်စုံတဲ့အောင်ပွဲတစ်ခုနဲ့တန်စာဆင်ပေးနိုင်ခဲ့ပါတယ်။ဒီလိုခမ်းနားတဲ့နိုင်ပွဲနဲ့အတူပွဲချင်းပါတဲ့အငွေအသက်တစ်ခုလုံးကချန်ပီယံတယောက်ကိုဂုဏ်ပြုတဲ့ပွဲတော်ကြီးတစ်ခုလိုပါပဲ။ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာပရိသတ်တွေရဲ့ကွင်းလုံးပြေးအားပေးသံတွေကအောင်လာအတွက်တော့အကြီးမားဆုံးသောခွန်အားဖြစ်ခဲ့တယ်လို့သူရဲ့နှုတ်ဆက်ပွဲကိုတမိုင်းဝင်စေခဲ့တာပါ။ အရိချက်ပူပြီးဂုံယူစရာကောင်းတာကတော့မြမရော့ဂီတာရဲ့ဧကရစ်တစ်ပါးဖြစ်တဲ့အစိုးရကြီးလေးဖြူကိုရိုင်းကအွန်လိုင်းရဲ့အဝင်သတင်းအမဲလိုက်အကကို live တီးဆိုပြီးတော့ဂုံပြုခဲ့တာပါပဲ။ဒါဟာကစားပွဲတစ်ခုကို translate လုပ်သွားတဲ့ကန်နဝင်နှစ်ယောက်ရဲ့ပေါင်းစည်းမှုဖြစ်ပြီးတော့ဒီညကိုဘယ်တော့မှမေ့နိုင်မှာမဟုတ်တဲ့ညတညဖြစ်တမိုင်းသွင်စေခဲ့ပါတယ်။အွန်လိုင်းကဝမ်ချန်ပီယံရှစ်ရဲ့ middleweight နဲ့ light heavyweight ကမ္ဘာချန်ပီယံကပတ်နှစ်ခုကိုတပြိုင်တည်းထိပိုင်ဆိုင်ခဲ့တဲ့မြန်မာနိုင်ငံအတွက်မဖြစ်နိုင်ဘူးလို့ထင်ထားတဲ့အိမ်မက်တွေကိုအမှန်တကယ်ဖြစ်လာအောင်လှုံ့ဆော်ပေးခဲ့ 对，也讲对了吧？ သူဟာနိုင်ငံကုန်ကိုသူ့ရဲ့ပကုံးမှာထမ်းပြီးတော့ဆယ်စုနှစ်တခုကြာအောင်ကမ္ဘာအလယ်မှာမြန်မာအလံကိုလွင့်ထူပေးခဲ့တဲ့သူပါ။ပွဲပြင်းမှာတော့ချန်ပီယံတယောက်ကသူ့ရဲ့ပရိသတ်တွေကိုဘလောက်တန်ဖိုးထားကြအောင်သူ့ရဲ့မျက်ရည်တွေနဲ့အတူတက်တည်ပြခဲ့ပါရယ်။ပရိသတ်တွေမရှိရင်သူလည်းမရှိဘူးဆိုတဲ့ဂျေဇုတင်စကားမြန်မာပြည်သူတွေအတွက်အားပေးစကားတွေကသူ့ရဲ့နှလုံးသားတွေကနေလာတဲ့စကားတွေဆိုတော့အားလုံးခံစားမိခဲ့ကြပါရယ်။ဝမ်ချန်ပီယံရှစ်ကချင်းမြင့်တဲ့ဒေါ်လာ9000စုကြီးကလည်းသူ့ရဲ့ချန်ပီယံအဆင့်အစွမ်းဆောင်ရည်ကိုအသိမှတ်ပြုလိုက်ခြင်းမှာအောင်လာတယောက်ဂျိုးဝိုင်းတွေကနေနားယူသွားခဲ့ပြီဖြစ်ပေမဲ့ မဲ့သူခြံထားခဲ့တဲ့ချန်ပီယံတယောက်ရဲ့အမွေအနှစ်သူပေးခဲ့တဲ့ပျော်ရွှင်မှုတွေနဲ့အကုန်ယူစရာသမိုင်းတွေကတော့ထောင်ပစင်တရှိနေမှာပါပရိသတ်တို့အနေနဲ့ရောအွန်လိုင်းရဲ့ဒီနောက်ဆုံးနှုတ်ဆက်ပွဲခရီးစဉ်မှာဘယ်အချက်ကကမ္ဘာချန်ပီယံတယောက်ရဲ့နှုတ်ဆက်ပွဲလို့ခံစားရလောက်အောင်ခံနာဆုံးဖြစ်ခဲ့လဲဆိုတာအမှတ်ချက်ပေးခဲ့ပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်